င်းမေဒီယာ channel လေးကို နားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပြီးမေဇလန်းကတော့တရေ၆တဲ့ခြံကြီးလိုအမည်ရတဲ့ပရာလောကပြည့်ရမန်ဇလန်းကောင်းလေးကို တင်ဆက်ပြီးမှဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။တရေ၆တဲ့ခြံကြီး ီချံကလိုင်းသာယာမြို့နယ်73ရပ်ကွက်ထဲမှာရှိရင်ခြံကြီးထဲမှာတစိတရေတွေရှိတယ်တရေ6တဲလို့နာမည်ကြီးလွမ်းနာနေတူပါရင်ကိုကျော်ကျော်တို့မိသားစုပြောင်းရွှေ့မတိုင်းမီတခြားလုံးဒီချံကြီးထဲမှာလူသူနေထိုင်တာမရှိခဲ့ပါအိမ်ဆောင်ခဲ့ဘူးတဲ့ဆိုတဲ့တိသားရဲ့အမတ်သားလက္ခဏာရေးလို့တခုမှမရှိဘူး နှစ်ကာလများစွာလူမနေတဲ့အတွက်လေခြံကြီးထဲမှာမြေရိုင်းပင်တွေခြုံရွယ်တွေနဲ့နှွေးပင်တွေရှုပ်ထဲပြီးအကြီးတန်လာတယ်။ကိုကျော်ကျော်ကဒီခြံကြီးထဲမှာရှေးပြောင်းမလာမီမှာတော့ဒီခြံကြီးနဲ့ပတ်သက်လို့ဘာမှမသိသေးပါဘူး။တရေရှိရလည်းမသိသေးဘူး။တစီရှိရလည်းမသိသေးဘူး။ဒါကြောင့်လေဒီခြံကြီးထဲမှာလူတွေဘာကြောင့်မနေတာလဲလို့စဉ်းစားမိခဲ့ဘူးတယ်။ တခုတော့ရှိတယ်ခြံတဲ့ပပတ်လေးမှာ အုံးပင်နေအစိတ်30လောက်ရှိတယ်အုံးပင်တဝက်ကြောကြောကအုံးသီးတွေအတွဲလိုက်ခိုင်းလိုက်သီးလို့နေတယ်နာပြီတရက်ပင်သုံးပင်မာလကာပင်၄ပင်နဲ့ဒူးရင်ဩဇာပင်တပင်ကိုလေးတွေးရှိတယ်ခြံကပေ40 60စက္ကန့်ခြံကြီးသာဖြစ်တယ်ဒီနေ့ခင်းနဲ့ဆိုရင် ရှားပါးရဲ့ခြံကြီးပါအင်းချမ်းမြေဈေးကွက်နဲ့ကြည့်ရင်ကျယ်ဝန်းနယ်လို့တောင်ပြောနိုင်တယ် နောက်ပြီးခြံကြီးထဲမှာရှိတဲ့73ရက်ွက်ဆိုတာကနိုင်သားရရဲ့အစွန်ပြလူနေကျတဲ့နေရာလဲမဟုတ်။သုံးထိပ်မတိုင်နာက အောင်စရာကျူတရာကြီးကျော်အားနဲ့အင်းစိန်လေးကိုရောက်ပြီးအင်းစိန်ကိုရောက်ရင်ပဲရန်ကုန်တစ်မြို့လုံးကိုသွားလို့ရပြီ။ကွန်ရက်လိုချိန်ဆက်ထားတဲ့ဘက်စကာရင်လိုင်းနေနဲ့ရန်ကုန်မြို့တဲကိုသွားမလား။အရှေ့ပိုင်းခရိုင်တောင်ပိုင်းခရိုင်မြောက်ပိုင်းခရိုင်ကိုသွားမလား။ဘဲကိုသွားတော့လွယ်လင်းတကူသွားလို့ရတဲ့နေရာသာဖြစ်တဲ့ ြောကျင်တာကသွားရည်လာရည်လွယ်ကူတဲ့အကြောင်းမှဒီနေရာအကွက်ဝင်းကြရဲ့ကြံကြီးတဲ့ကိုပိုင်းရှင်ဆက်ဆက်ကအိမ်ဆောက်ပြီးတော့မနေခဲ့ကြပါဒီချက်ကိုကိုကျော်ကျော်ကလည်းနားမလည်ခဲ့ဘူးတခုတော့ရှိတယ်အုံးမင်နေတဲ့ပြေးနှလို့နေတယ်လူနေတဲ့ကခေါမောကိုအုံးသည့်ကြေကြနိုင်တယ်အန္တရာယ်ရှိနိုင်တယ်ဒါကြောင့်လူမနေတာလည်းဖြစ်နိုင်တယ်နောက်ပြီးအိမ်ဆောက်မယ်ဆိုရင်လည်းအုံးမင်တချို့ကို ခုံလဲရမယ်ဒါလေးနှမျောဖို့ကောင်းတယ် ဒါကြောင့်လူမနေတာဖြစ်မယ်လို့ပဲဘူးမသိဘာမသိနဲ့တွေးမိတယ်။ဘာပဲဖြစ်ဖြစ်ကိုကြော်ကြော်ကတော့ဒီခြံကြီးကိုသဘောကျတယ်။သူတို့လိုနွမ်းပါချို့တဲ့သူတွေဖို့ခြံကြီးကမမောဖို့ကောင်းတယ်။အုံဒီရောင်းနာနေတဲ့စားဝတ်နေရအစင်အတင့်ပြေးလဲနိုင်တယ်လို့တွေးမိတယ်။ဒါကြောင့်လေမိမနဲ့သားကိုခေါ်ပြီးခြံကြီးထဲမှာချက်ချင်းပြောင်းရွှေ့ပြီးနေထိုင်တယ်။ခြံကြီးကိုရောက်လို့မှသိမကြသေးဘူး။ ထိန်လန့်စရာပြည့်ရတခုနဲ့နှစ်ဖူးတိတူတူတွေးလိုက်တယ်။ဒီတော့မှဒီချန်ကြီးကိုဘသူမှမနေရတဲ့အကြောင်းနဲ့သူတို့မောင်နှမတွေအမွေခွဲကြတော့နိုင်သားရမနေကြတဲ့ညီမရရတောင်ဒီချန်ကြီးကိုမယူကြောင်းတောင်းကလာကသူ့ကိုဘာကြောင့်ပေးရလဲဆိုတာသူကောင်းကောင်းကြီးသဘောပေါက်နားလေခဲ့တယ်။ကိုကျော်ကျော်ချန်ကြီးရဲ့အလေလောက်မှာအိမ်သေးသေးလေးတလုံးကိုဆောက်လုပ်တယ်။ အုံမေနေကြကမြေကွက်လက်လေးရှိတဲ့အတိုင်းစောက်လုတ်ထားတာကြောင့်အင်းကားတော့နင်းနေခြင်းနဲ့ဒါပေမဲ့ကိုကျော်ကျော်တို့လင်းများညောင်းနဲ့သုံးနှစ်ရွယ်သားလေးတယောက်မှ နေလို့တော့ဖြစ်တယ်။ကိုကျော်ကျော်အင်းကအကျန်းတဲလေးပြီးပြီမို့ခေါင်းရင်းနဲ့ချီရင်ဘက်ပဲထရန်ကာရသေးတယ်။အင်းကားမေလူကရောက်လာတယ်။စကားပြောကြည့်တော့အင်းကားချင်းသူကလည်းကိုကျော်ကျော်တို့လိုပဲရင်ကုန်မရနှစ်ယောက်တည်းနဲ့ငါးနှစ်ရွယ်သားလေးတယောက်သာရှိရဲ့။ ကိုကျော်ကျော်တို့လင်းများကတိုင်းမြင်ပြီး အင်ငါဖို့ဆုံးဖြတ်တဲ့ဆောက်လက်ဆသူတို့အိမ်လေးကိုတော့မဟုတ်အင်ငါဖို့သူတို့အိမ်ရှိမကြတဲ့ကြချီရင်ဘက်မှာအိမ်တလုံးကိုထက်ဆောက်တဲ့အိမ်တလုံးထက်ဆောက်သွားလို့သူတို့နေတဲ့အိမ်လေးတောင်မှအပြီးမတတ်နိုင်ခင်အိမ်ရှိနဲ့နောက်ဖေးကျော်ဘက်ကဟီလင်းပြင်သာဖြစ်တဲ့ကိုကျော်ကျော်ဆောင်းတထဲယူပြီးအစနှစ်ဖက်ကိုဂျိုးနဲ့ချီကအိမ်နောက်ဖက်ကိုကာထားတဲ့ အဲ့ဒီညမှာပဲကိုကျော်ကျော်ကဖြည့်ရဆန်းတစ်ခုကို စားတင်တွေ့ရှိရင်ညသကောင်လောက်မှာသူတည်ရင်တို့ရင်အပေါ်သွားကျင်လာတဲ့ကာထားတဲ့ဆောင်းကိုမာပြီးအိမ်အောက်ကိုဆင်းလာခဲ့တယ်။အိမ်သားကနောက်ဘက်ခြံစည်းရိုးနဲ့ကပ်ပြီးစောက်ထားတာကြောင့်အတော်လေးတော့ဝေးတယ်။ဒါကြောင့်အိမ်သားထိမသွားပဲနီးစက်ရအောင်မြင်ချီရင်မှာပဲထိုင်ချရတယ်။ညကလည်းမောင်းမဲပြီးတိတ်ဆိတ်လွန်းနေတယ်။ အဲ့ဒီအချိန်မှာပဲကိုကျော်ကျော်ရဲ့ခေါင်းပေါ်ကအတန်နေကြရတယ်။သူချက်ချင်းအလန်းတကြားထားပြီးခြေနှလန်းသုံးလန်းလောက်တော့နောက်ဆုံးတယ်။ကြေးကြေးလောင်းလောင်းမြည်ဟီးတန်တဲ့သူစောစောကသူထိုင်နေတဲ့နေရာတည်းတည်းကိုအုံဒီခိုင်ကြီးပြုတ်ချလို့လာတယ်။သူအမောင်ထဲမှာပဲအုံးမင်ဘုံကမောကြည့်တယ်။အုံးမင်ရဲ့အလဲမှာတော့မဲမဲကြီးအကောင်တကောင်ကဇောက်ထိုးကြီးဖြစ်နေတာကိုကောင်းခင်ရဲ့အလင်းရောင်နဲ့တွေ့ရှိရတယ်။ ကြီးနေတော့မှာပဲမဲမဲကောင်းကြီးဟာနေရမှာပဲဖြက်ကနေပြောက်သွားတယ်။နောက်နေ့မနက်မိုးလင်းလို့ကိုကျော်ကျော်ကထားလိုက်တော့အုံဒီခိုင်ကဘလို့မှပြောမကြနိုင်မယ်။အုံစင်းခိုင်ကြီးသာဖြစ်နေတယ်။ကိုကျော်ကျော်ရဲ့ရှေးအိမ်ကကောင်းလေးဟာတည့်ပြည့်မော်ကပြုတ်ကြလို့တယ်။ညနေပိုင်းကိုကျော်ကျော်လောက်ကပြန်လာ သူမင်းမကစီးပြောတယ်။တည့်ပြည့်မော်တက်ပြီတည့်သည်ခုလိုနေမှာပေါ့။ ်ကိုကျော်ကျော်ကမေးပြောပြောပြီးရေချိုးတဲ့ဝေစားလေးတမင်းစားပြီးရနဲ့လင်မြားညောင်သားလေးကိုခေါ်ပြီး ရှေ့အိမ်ကိုထွက်လာခဲ့တယ်ကလေးလည်းရောဘာဖြစ်သွားသေးလဲကိုအောင်အောင်လက်ကျိုးသွားတဲ့ကိုကျော်ကျော်စီးုံကတော့ကြောက်ပတ်တီ စီးပေးလိုက်တယ်ကလေးလိမ့်ကြတယ်လို့လာပြောတော့ကျွန်တော်လည်းအလုံးကခွင်းနေဝဲရှူပြီးပြေးလာခဲ့တာဗျာခြံထဲကအပင်လေးပေါ်တက်ပြီးမစော့ပါနဲ့လို့ကျွန်တော်ခဏခဏဆုံးမပါတယ်အဲ့ဒါကိုနားမထောင်ဘူး တရားပြမောတက်ဆိုတော့အခုတော့လိမ့်ကြပြီပေါ့လိမ့်ကြတာမဟုတ်ဘူးဖေရတောင်းကိုတွန်းချတာဟာဒီကောင်းတော့မဟုတ်ကဟုတ်ကကွာဘာကြီးရှုပ်ပြုံနေမှန်းကိုမသိဘူးဟုတ်ပါရဲ့စုဖေကလည်းတောင်းကညာပါမလားမိမမင်းသားကိုခေါ်ပြီးတော့အိယာလေးကိုသွားသိချစမ်းပါကွာကိုအောင်အောင်ကကလေးကိုချိန်မောင်းနေသူမိမမမ်းမော်ကကလေးကိုအိယာလေးကိုခေါ်သွားပြီးချုံးမပြီးတော့သိတဲ့ကိုကြောကြောလေးခနာတစ်ဖြုတ်စကားဆက်ပြောပြီးရနေပြန်လာခဲ့ အင်းရောက်တော့မိမဖြစ်တော့ကမေးတယ်။ကလေးပြောတာတကယ်လားမသိဘူးနော်။မင်းနေကွာမဟုတ်ပါဘူး။ရှောက်ပြီးတော့ရုံမနေနဲ့။တိပင်းမော်တက်ဆော့ရဲဆိုရင်သူ့အမေရိုက်မှဆိုလို့ထင်ရည်ရှောက်ပြောနေတာ။မဟုတ်ဘူးကိုမဟုတ်ဘူး။ကလေးကတော့အဟုတ်ကိုပြောနေရနော်။ပြီးတော့ကျမပြောမယ်။အရင်ကလေးကပြောကျင်နေရ။အခုစိတ်မကောင်းပါဆိုလို့ကျမမပြောဘဲနဲ့ထားခဲ့တာ။အင်းဒါများလေ။မင်းကလေတပူကွာပြောစမ်းမအောင်။ ကျမဒီ channel ရောက်တဲ့နေ့ကစားပြီးစိတ်ထဲမှာတမျိုးကြည့်ပဲ channel ကိုဝင်ရမှာကိုအလိုလိုကြောက်နေတဲ့ညာကြီးညတာဂျူဂျူဂျူအတန်ကြားရင်လေဘာမှမသိပဲနဲ့ရင်းနေတုံပြီးတော့လမ်းတက်တယ်ခေါင်းနှပန်းကြီးကြီးပြီးကြက်သီးတွေလည်းတဖြန်းဖြန်းထရဲတော့မဟုတ်ရပါမို့မိမရသစ်ပင်နေအောင်နေတော့စိတ်ထဲကကြောက်တယ်လို့လုံအားငိတ်တယ်လို့ခံစားနေရတာနေမှာပါဘာတစီသေးမှမရှိပါမို့ ကိုကျော်ကျော်ကမိမဖြစ်သူကို ချောမော့နေသိတဲ့ခဏနေတော့မိမဖြစ်သူကကလေးကိုချောသိရင်မှအိပ်ပျော်သွားတယ်။ကိုကျော်ကျော်ကတော့အေးလို့မပြောနိုင်သေးညကအပြည့်ပြည့်နဲ့ကလေးဖြစ်ပြက်ပုံကိုပြန်ပြီးတော့မြင်အောင်နေ။အင်းငါကိုလေအုံသီးခိုင်နဲ့ပေါက်တယ်။ကလေးကိုလေတိပိမော်ကတွန်းချတယ်။ဒီကောင်တော်တော်ရန်လို့ရဲ့မကောင်းဆိုးပါပဲ။ဒို့တို့တွေးလိုက်မိတယ်။ ည10နာရီလောက်ရှိနေပြီကိုကျော်ကျော်တို့မိသားစုလည်းအိမ်မောကြနေပြီဖြစ်တယ်။ဒီအချိန်ကြီးမှာငေတန်းပေါင်းအလန်တကြားအွန်လိုက်တဲ့မမ်မိုရဲ့အတန်းကထွက်ပေါ်လို့လာတယ်။ကိုကျော်ကျော်ကအေးရရဲ့ကားထားပြီးအော်တန်ကြားရဲ့စီကို ပြေးသွားတယ်။ကိုကျော်ကျော်တို့မိသားစုလေကိုအောင်အောင်တို့အင်းကိုပြန်လေရောက်ရှိသွားတယ်။ဘာဖြစ်တာလဲကိုအောင်အောင်ကျွန်တော်အတန်ကြားလို့ဗျ။ခင်ဗျားညမကိုတေးချောက်လို့ရဲဗျ။ကျွန်တော်လေမင်းနေတော့မင်း မိမဘလို့ဖြစ်တာလဲပြောပြစမ်းမအောင်ကလေးကညံ့နေကလေးကဝမ်းပြက်နေရလေအခုလဲဤပါခြင်းနေဆိုလို့ထတေရာအင်သာရဲ့အထီမသွားရဲလို့နောက်ပြေးကဒူးရင်ဩဇာပင်မှာပဲတေလိုက်တယ်တဲနေတော့မှာပဲအပြေမို့ကမဲမဲကောင်းကြီးဟာဆင်းလာတာတော့ကျမလဲမြင်မြင်ချင်းလန့်သွားတာပေါ့ဒါနဲ့ကလေးကိုဂျိုင်းကနေမှာပဲတကြိုးတဲ့အိမ်မော်တက်ပြေးလာခဲ့တာ မမော်စကားပြောပြီးကလေးကိုတန်းစင်ပေးတယ်။ကိုကျော်ကျော်နဲ့ကိုအောင်အောင်ရဲ့ညနာကိုကြည့်ပြီးအကဲခံမိတယ်။ကိုအောင်အောင်ရဲ့ညနာမှာရုံအားနုနုမရုံအားနုနုဒိဟတန်ရရဲ့ထင်းထင်းရှားရှားပေါ်လွင်နေ။ဒါဆိုရင်လေကျွန်တော်ပြန်လိုက်ပါအောင်မယ်ကိုအောင်အောင်အိမ်မှာမိမနဲ့ကလေးပဲကျန်ရတဲ့။ကိုကျော်ကျော်ကနှုတ်ဆက်ပြီးပြန်လာခဲ့တယ်။ဘာဖြစ်လို့လဲကိုဟိုဘက်ညာဘာဖြစ်လို့လဲ။ ဒီတချိန်တော့ကိုကြော်ကြော်မညာတော့ပါကလေးကနောက်ပြီးအပေါ်ပါသွားရင်တရေချက်ခံရလို့တဲ့ဒါဆိုရင်ဟိုနေ့ကတိပိမောကတွန်းချတဲ့အကောင်ကြီးပေါ့ဟုတ်လားကိုอืมဟုတ်မယ်ထင်တယ်ကိုကြော်ကြော်ရင်လေးနေပဲပြန်ဖြေတယ်ဟုတ်တယ်သူတွေ့ရလေလေးနေတယ်နာနာဘာဘာမကောင်းစွားနဲ့လူသားဆိုတာက အတူရှင်တွဲနေလို့မရတဲ့တရားဝါးတွေနောက်ပြီးဒီကောင်ကြီးရဲ့အပြုမူတွေကရန်လိုတဲ့အမူအရာတွေဖြစ်နေတယ် ဒီကောင်ကြီးကိုနှင်ထုံးမရမယ်ဒိုသူဒေးဘီဆုံးပြတ်တယ်အမန်တော့ကြီးချမ်းကြီးမှာတဲချောက်တယ်ဆိုတာပဝင်းကျင်ကသိပြီးတော့ဒီနေရာမှာလူနေချံခွက်တွေရိုက်ပြီးမျိုးတိဖွင့်ကလေးကဒီချံကြီးကစီပွားရေးသမားတယောက်ရဲ့လက်ထဲကိုရောက်သွားတယ်။စီပွားရေးသမားဆိုတာကနေဖို့တော့မဟုတ်ဘူး။ဝဲကိုရင်းနှီးမြုပ်နှံထားတဲ့သဘုံ။ဒီတော့ဒီချံကြီးကိုဝဲပြီးပြထားတယ်။ချံရောင်းရင်ဈေးကောင်းရအောင် အုံးပြင်းနေစိုက်ထားတယ်။ လူမနေပဲသစ်ပင်နေကြည့်ရှိတဲ့ချမ်းဆိုတော့နာနာဘဝကောင်းနေဝင်ရောက်နေတိုင်းမို့သိအကြိုက်တွေ့တဲ့နေရာပုံနာနာဘဝဆိုတာကလူမရှိတဲ့အကြောင်းကိုအကြောင်းပြန်ဖယောအိုဖယောပြန်တုတ်တန်စရက်တွေမှာနေတတ်ကြတာမို့လားဒီလိုနဲ့ဒီချမ်းကြီးတဲ့ကောနာနာဘဝကြီးရောက်လာတာနဲ့တူတယ်ရောက်လာရင်မကောင်းဆိုးဘဝကြီးကသူ့အမိုင်စားရတဲ့နေရာဘုံဌာနအပြည့်သတ်မှတ်ထားပုံတော့ရတယ် ခြံထဲဝင်လာသူကိုနှီးမျိုးမျိုးနဲ့နှောက်ရက်ပေးတယ်မနေနိုင်အောင်ပြုရန်ချောင်းလန်းနေဒီလိုနဲ့ဒီခြံကြီးဟာတရေချောက်တဲ့ခြံကြီးဖြစ်နာမည်ကြီးနေရာဖြစ်မိအမှန်တကယ်လေခြံကြီးထဲမှာနေကြတဲ့ကိုကျော်ကျော်တို့မိသားစုနဲ့ကိုအောင်အောင်တို့မိသားစုတို့ချောင်းနဲ့ရံပြူတယ်ကိုကျော်ကျော်ကစွန့်ခံကြတဲ့ဦးစင်းတစ်ပါးနဲ့ဘုံကြီးချောင်းကို လိုက်သွားတယ်ဆရာတော်ကိုကြော်ပြီးအကျိုးချောင်းလျှောက်ထားတယ် တပဲတော်နေနဲ့လူကိုအနှေးပြုတ်တဲ့နာနာဘဝမကောင်းဆိုးရနဲ့အတူရှင်တွဲနေလို့မဖြစ်တဲ့အတွက်ခြံသေးကနေနှိထုတ်ချင်ပါတယ်ဖျောင်းဆရာတော်ကကိုကျော်ကျော်ရဲ့ဇန်နာကိုကောင်းတဲ့ငိမ့်ငိမ့်နဲ့နားထောင်နေကိုကျော်ကျော်ရဲ့စကားဆုံးမှာဆရာတော်ရဲ့ဇန်နာကတော့ ပထမဦးစွာသူတို့အတွက်ရည်စူးပြီးမြစ်တာဖို့အမြတမ်းပေးဝေခြင်းနဲ့တချို့သတ္တဝါတွေကတိလေနားလေတဲ့မြစ်တာရဲ့စွမ်းအားကိုယုံကြည်ကြတယ် အများတန်းဝေးလို့ကောင်းမှုကုသိုလ်ပြုတဲ့ဖို့ဘာသာကိုရရှိနိုင်မယ်ဆိုရင်လေသူတို့တန်မြင့်မြတ်ရာဘုံဘွားကိုကူပြောင်းသွားနိုင်တယ်။မနံပိုင်းမှာဆရာတော်ပြောတဲ့အတိုင်းလုပ်ပြီးညနေပိုင်းမှာတကာကြီးရဲ့ဆန္ဒအတိုင်းတိတ်တရားနာတာကမဝါဖတ်တာတွေကိုပြုလုပ်စေခြင်းနဲ့ဆရာတော်ကတင်းတော်မေလန်းချောင်းကိုညွှန်ပြခြင်းမှာဒါမဲ့တကာကြီးဆန္ဒရှိသလိုဆောင်ရွက်တော်မူပါ့။ ဆရာတော်ရဲ့လမ်းညွန်စကားကိုကိုကျော်ကျော်ကဝမ်းမြဝမ်းသာ နာခံဆောင်ရွက်ပါမယ်လို့ပြောထားတယ်။နောက်တနေ့မနက်မှာတော့ကိုကျော်ကျော်တို့အိမ်ကိုဆရာတော်နဲ့တကွာတန်ဃာတော်၅ပါးကြွချီတယ်။ကိုကျော်ကျော်တို့မိသားစုကနေဆန်းဆက်ကပ်ပြီးဖိတ်ကြားထားတဲ့အိပ်ပိတ်သက်များကိုလည်းအဲ့ခံကျွေးမွေးတယ်။တန်ဃာတော်တွေကမြေတားတို့ပိဋိတရားတော်တွေဟောကြားတာကိုပိဋိတဲ့နဲ့တို့နားကြားတယ်။ တရားနာပြီးရနဲ့ခြံတွင်းမှာနေတိုင်းနဲ့မကြုံမလို့တဲ့ပုဂ္ဂိုလ်တရားအပေါင်းညီတကားဝေနိယဒုက္ခိတဒုက္ခိတပုဂ္ဂိုလ်တရားအပေါင်းတို့ကိုယီစုပြီးရေစက်ကြောင့်အမြာတန်ပေးဝေရင်ကိုကျော်ကျော်ရဲ့အနေနဲ့နာနာဘဝမဲမဲကောင်းကြီးကိုမကောင်းဆိုးဝဘဝကနေလွတ်မြောက်ပြီးကောင်းရာဒုက္ခိတဘုံကိုရောက်ရှိသွားစေခြင်းနဲ့ဒါပေမဲ့ထင်းထင်းရှားရှားမသိမမြင်နိုင်တဲ့အတွက်မလွဲမရှောင်းသာပဲ ဂျန်နာသုံးပါးရဲ့မိန်းနေဖေရှားဖို့ထမ်းမှန်ဆောင်ရွက်တဲ့ညနေပိုင်းမှာတန်ဃာတော်ကြီးပြန်ကြွလာပြီးကိုကျော်ကျော်ရဲ့ဆန္ဒအတိုင်းအန်ရီကင်းစင်ဖို့ပရိတ်ရွတ်တာတွေဓမ္မဝါဖတ်တာတွေလှုပ်ဆောင်ကြတဲ့တန်ဃာတော်ကြီးပြန်ကြွတော့တာနေကိုကျော်ကျော်နဲ့ကိုအောင်အောင်တို့ကပရိတ်ချီရည်နဲ့ခြံပပတ်လေးကိုရစ်ပတ်တဲ့ကိုကျော်ကျော်တို့မိသားစုလည်းအဲ့ဒီခြံကြီးထဲမှာဆယ်နှစ်လောက်နေတိုင်းပြီး ဈေးကောင်းရနေ ရောင်းကြကတောင်းကလာကိုပြောင်းရွှေ့နေတိုင်းနေကိုကျော်ကျော်ရဲ့တောင်းငယ်လေးသုံးနှစ်လေးရာအခုချိန်မှာလူလားမြောက်လို့ကြီးပြင်းနေပြီဖြစ်တဲ့ဟောကိန်းဇလန်းလေးကိုအဆောင်တီနာစင်ပေးကြတဲ့ပြည်သူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးတော့တောင်းဆိုပါရစေရှင်